ရှေဦးတောင်းဤလောကုတ္တရာခက်စစ်ခက်ရများ အမှတ်၁28မိနစ်ဝိပဿနာအလုံးစစ်မှန်လင်ဉာဏ်ဖြစ်ပေါ်ဖို့သမတင်ကပ္ပမဲ့ခင်သမဝိဇ္ဇယတန်ဖိုးစဉ်တို့နှင့်ကံ့ညီစေရမည်ဖြစ်ခြင်းအကြောင်းဒိဋ္ဌိဒိဋ္ဌမတ္တန်ကျင့်စဉ်အကြောင်း ဖော်ပြသည့်ကျွန်ုပ်၏ဆောင်းပါးများကိုဖတ်ရှု၍နှစ်တက်သည့်ဖြင့်စံတက်လေ့ကျင့်ကြသည့်ဓမ္မမိတ်ဆွေများထံမှရရှိတော်ပေးစာများတွင် ီကျင့်စဉ်ဤခက်ခဲခြင်းအကြောင်းအချို့သောအလုံများကဲ့သို့ယတ္တတတပတ်များအတွင်တိရတ္တတူတက်ခြင်းရှိသည်ကိုမတွေ့ရကြောင်းသတ္တိဖြင့်ပါရှိလေသည်ကျွန်ုပ်သည်ဝိပဒနာအလုံးနှင့်ဓမ္မထာအလုံးတို့ဤဌာနဘုံအကြောင်းကိုဆောင်းပါးများစွာတွင်ထပ်တလဲလဲရေးသားဖော်ပြခဲ့ပြီးဖြစ်တော်လဲဤဘာဝနာနှမျိုးတို့ဤရောထွေးဆက်တင်ဖြစ်ရခြင်းမှာမြမပြီဗုဒ္ဓဘာသာတလျှောက်လုံး၌ကျုံခဲ့ကြ၍တရားထုတ်ကြသောယောဂီများကိုယ်တိုင် စန္ဒဝဝဖြစ်လျက်ရှိကြသည့်ဖြစ်သောကြောင့်ဤအကြောင်းကိုယခုတဖန်ထမှန်ရှင်းလင်းဖော်ပြခြင်းအဖြစ်ထလွန်းတည်ဟု၍ဆိုကြလိမ့်မည်မဟုတ်ဟုမျှော်လင့်ပါသည်ရှိတန်ဤရွယ်ချက်အကြောင်းကျွန်ုပ်မှာအာနာပါနအလုတ်ကို၎င်းဒိဋ္ဌိဒိဋ္ဌမတ်တံအလုတ်ကို၎င်းနှမျိုးလုံးစန္ဒလေးခြင်းကဲ့ပူ၍ထိုအလုတ်နှမျိုးတို့ဤလုတ်ပုံလုံးဤအဖြစ်၎င်းဖြစ်ပေါ်လာသောအကျိုးတရားအဖြစ်၎င်းဌာနာဘုံကို ထင်မြင်ချက်အနေဖြင့်မဟုတ်ပဲလက်တွေ့အနေဖြင့်သင်ပြပါမည်အနာပါနအလုံးနဲ့တကွကတိုင်းအစရှိသောသမထဘာဝနာအလုံးမျိုးတို့မှာရှေးဥစွာမူတဲ့ကတဲ့ကခြေတိုင်တစ်ခုရှိရပါသည်နွားတကောင်ကိုပေါလုပေသာလွတ်ထားသည့်အခါတွားကျင်ရသွား၍သူတစ်ပါးဤလေစတိတို့ကိုစားမည်ဆိုရသဖြင့်ခြေတိုင်၌ခြေထားတကယ်တို့ယောဂီဤစိတ်မှလည်းအတန်နီယာလုံးကအကျင့်ပါလာခဲ့သည့်အတိုင် ရောက်တတ်ရရာတွေးကြရရှစ်တောင်းခုံလွားပြေးသွားခြင်းမပြုစိမ့်တော့ငါအာနာပါနာဖြစ်စေ ကတိုင်းအာယုံတစ်ခုခု၌ဖြစ်စေခြိတအနေဖြင့်ခြိထားရပါသည်ထို့ကဲ့သို့တစ်ခုပြီးတော့အာယုံ၌တည်ထားခြင်းကြောင့်စိတ်သည်ငြိမ်သက်လျက်ရှိသည့်အခါသမာဓိကောင်းလာသည်ဟုဆိုရပါသည်တမထာတိဟုသောဤကျင့်စဉ်ဤရွယ်ချက်မှာစိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ရန်ဖြစ်၏သမာဓိဤစန့်ကျင်ဘက်သဘောတရားမှာ ဥဒိစ္စစိတ်ပြန့်လွင့်ခြင်းပင်ဖြစ်၍တမာတိကောင်းလာသောအခါဥဒိစ္စသည်ဟူသောနိဝရဏကို နိုင်နှင်းသည်ဟု ဆိုပါသည်ရည်ရွယ်ချက်ခြားနာပုံအကြောင်းဒိဋ္ဌိဒိဋ္ဌမတ္တမှစ၍ယတိပဋ္ဌာန်၄ပါးသည်ဟူသောဥပဒနာအလုံးမျိုးမှမူတခုတည်းသောခြိတိုင်ဟူ၍အတိအကျမထားဘဲအာယုန်နှင့်အာရမဏိက ပြင်းနှင့်အတွင်တိုက်ခိုက်မိတိုင်းဖြစ်ပေါ်လာသည့်အချင်းအရာကိုစောင့်ကြည့်ဆင်ခြင်ရသော တတိရှိရပါသည်ဒိဋ္ဌိဒိဋ္ဌမတ္တန်ကျင့်စဉ်၌အာယုန်တို့သည်တမျိုးတည်းမဟုတ်ပဲ6မျိုးရှိရာတုဒ္ဓါယနှင့်တူတိုက်ခိုက်မှုများကိုစောင့်ကြည့်ဆင်ခြင်ရခြင်းဖြစ်၍ကြောင်းလဲမှုအလွန်များပြားလာပါသည်ဤကျင့်စဉ်ဤအတ္တကရွယ်ချက်မှာအဆိုပါအပြောင်းလဲများကို မလွတ်တမ်းစောင့်ကြည့်နိုင်သည့်တတိမွေးမြူရန်ဖြစ်၏တခုတည်းသောအာယုန်၌စူးစိုက်ထားဖို့မလိုပဲပြောင်းလဲတိုင်းပြောင်းလဲတိုင်း လိုက်၍လိုက်၍စောင့်ကြည့်ရန်ဖြစ်၏တတိဤစံကျင်ဘက်တဘောတရားမှာပမာဒမေခြင်းဖြစ်၍ဤကျင့်စဉ်ဤမေခြင်းကိုတိုက်ဖြတ်တော့ကျင့်စဉ်ဖြစ်ပေသည်ပြန့်လွင့်ခြင်းကိုတိုက်ဖြတ်သည့်တမာတိအလုံးနှင့်မေခြင်းကိုတိုက်ဖြတ်သည့်တတိအလုံးတို့ဤခြားနာပုံကိုတဘောပေါအောင်စဉ်းစားသင်ကြသည်ခက်ပုံနှင့်လွယ်ပုံအကြောင်းအလုံးလုံးရ၌တမထဖြစ်တော့ခြိတိုင်ပါတိအလုံးမျိုးတဲ့ခြိတိုင်မပါတိဥပဒနာအလုံးမျိုးသည် ပုံမှုခက်ခဲခြင်းကိုလက်တွေ့ကြုံခဲ့ရပါသည်အာနာပါနအလုံမျိုးလှုပ်စင်ကကျွန်ုပ်သည်၃လရက်ခန့်ကြိုးစားလိုက်တော့အခါတွင်ကမ္မထအာယုံပေါ်၌တဏှာကြီးခမ်းမြတဆက်သေးတည်နေနိုင်ခြင်းကိုကြုံရပါသည်ကျွန်ုပ်ထက်တသက်ကောင်းသောယောဂီများလည်းရှိကြသည်ဟုယုံကြည်ပါသည်တို့ရတွင်ဒိဋ္ဌိဒိဋ္ဌမတန်တိဟုသောဝိပဿနာအလုပ်တွင်မူကအာယုန်နှင့်အာရမဏိကတိုက်ခိုက်တိုင်း၅မိနစ်ခန့် အဆက်မပြတ်ဒလဇက်လိုက်၍စောင့်ကြည့်နိုင်ရန်ပင်လာပေါင်းများစွာ ကြိုးစားရပါသည်ကျွန်ုပ်၏လက်တွေ့မှာခြေတိုင်ပါတော့ကျင့်စဉ်သည်ခြေတိုင်မပါတော့ကျင့်စဉ်တဲ့လွယ်ကူပါသည်ဤဒီမှာတဘာဝအတိုင်းပင်ဖြစ်ပါသည်ခြေတိုင်၌ခြေထားသည်ဆိုကြတဲ့ကခြေတိုင်မပါတော့အလုတ်ထက် လွယ်ကူမည်မှာသိနိုင်လောက်ပါသည်တို့ဆိုရင်ခဲရင်တော့အလုတ်မျိုးတဲ့လွယ်ကူတော့အလုတ်မျိုးကိုလှုပ်ထိုက်သည်မဟုတ်ပါလောဟုသောရကတက်မည်ဆိုက တည်နိုင်ခွင့်ရှိပါသည်တမာရီတော်ယထာဘူတံအကျိုးတရားချင်းတူညီပါမူခဲရင်တော်အလုံမျိုးထက်လွယ်ကူတော်လုံနည်းမျိုးကိုနေချင်းထိုက်ခြင်းမှာညင်းစရာမရှိတော့ပြဒနာတရားဖြစ်ပါ၏တို့ရာတွင်တမထအလုံးမှဖြစ်ပေါ်လာသည့်တမာတိဒီဟုသောအကျိုးတရားနှင့်ဝိပဒနာအလုံးမှဖြစ်ပေါ်လာသည့်အပ္ပမာဒာဒီဟုသောအကျိုးတရားတို့သည် မတူညီကြပါတမာတိဤအဆုံးစွန်သောအကျိုးတရားမှာ ဇံအဘိညာဉ်ဖြစ်ရာ အပမာဒတတိတရားမှပေါ်ထွက်လာသောအကျိုးတရားမှပညာဉာဏ်ဖြစ်၍၎င်းပြင်မဖို့နိဗ္ဗာန်သို့ဆက်ရန်ဝါနိဗ္ဗာန်ကိုမြင်ရန်ဖြစ်ပါသည်တမာတိတော်ယထာဘူတံပဇာနာတိတမာတိဖြင့်ဟုတ်မှန်သောတရားကိုတိဤဟုသောပါဠိတော်အထောက်အထားကလည်းရှိပေသောကြောင့်တရားထုတ်ရာတွင်တမာတိကိုအလေးပေး၍ပြောဟောတတ်သူများလည်းရှိကြပေသည်မေခင်၈ပါး၌၎င်း ဘုဇင်ခုနှစ်ပါး၌၎င်းဘုငါးပါး၌၎င်းတမာတိပါအဒီကြီးဖြစ်သောကြောင့်တမာတိပါမမက်ဖို့နိဗ္ဗာန်ဆိုင်နိုင်ခြင်းကယုံမားပွေရာမရှိပါတို့ရတွင်ပရမတ်ထတဘာဝကိုတမာတိကပင်မြင်နိုင်တကယ်တို့ယူဆပါလင်တဘာဝကြလိမ့်မည်မဟုတ်ပါအရေးအကြီးဆုံးအလို့အကြောင်းဤအကြောင်းကိုဥဒါဟရုံဆောင်ပါဦးမည်မြေရောင်၌မှန်မလူးကိုကင်ထား၍မှန်တစ်ဖက်တို့ထိုးဖောက်သွားသည့်အလင်းရောင်သည် ဝါကွန်းပေါ်တို့ကြာတဲ့အခါအဆိုပါအလင်းရောင်ဒီကြဲကြဲပြန့်ပြန့်ရှိပါလိမ့်မည်ဤတွင်မှန်မလူးကိုလက်ဖြင့်ပြုပြင်ပေး၍အလင်းရောင်ကိုကျင်းတတ်တဲ့ကျင်းအောင်လှုပ်ပေးခြင်းအဖြစ်စုစုကလေးဖြစ်သွားသည့်အခါဝါကွန်း၌မီးဆွဲခြင်းကို တွေးမြင်ဘူးကြပေလိမ့်မည်တမာတိဟူဒီမှာပြန်ကျဲလျက်ရှိသောအလင်းရောင်ကိုကျင်းသွားအောင်စုပေးရခြင်းနှင့်တူပေရာမီးဆွဲစီသောတတ္တိမှာအလင်းရောင်ပင်ဖြစ်ပါသည် ထိုလင်းရောင်သည်ကြံကြဲလျက်ရှိသောအခါ၌ဝါကွန်းတွင်မီးဆွဲအောင်မတက်နိုင်ပဲတည်ငြိမ်ဆူးဆိုက်သောအခါမှဆွဲလောင်နိုင်စေတကဲ့သို့ထိုနည်းအတူတရားထုတ်သောယောဂီစိတ်သည်လည်းတည်ငြိမ်ဆူးဆိုက်သောအခါတွင်မှနိဗ္ဗာန်ကိုဉာဏ်ဖြင့်ထိုးထွင်း၍သိမြင်နိုင်ပါသည်တို့ရတွင်နိဗ္ဗာန်ကိုမြင်သောအချင်းအရာသည်သမာဓိဟုမဆိုတဲ့ဉာဏ်တို့မဟုတ်ပညာဖြစ်ပါသည်သမာဓိကောင်းခြင်းတိုင်းကောင်းစီ ဉာဏ်ပေါ်မလာရင်နိဗ္ဗာန်ကိုမမြင်နိုင်ဟုဆိုတင်ပါသည်ဤဥဒါဟရုံကိုသင်ခြင်းသုံးတတ်ပါရင်တမာတိသည်အရေးမကြီးမလိုအပ်ဟု ဆိုလိုခြင်းမဟုတ်ပါတမာတိနည်းကြီးလည်းမပြီးတမာတိတက်တက်ဖြင့်နိဗ္ဗာန်ကိုမြင်နိုင်သောတတ္တိမရှိခြင်းကိုသာဖော်ပြလိုခြင်းဖြစ်ပါသည်တို့ဖြင့်လင်နိဗ္ဗာန်ကိုမြင်နိုင်သည့်ဉာဏ်တို့မဟုတ်ပညာဖြစ်ပေါ်လာစေခြင်းကမိဒီအချင်းရာသည် အရေးကြီးဆုံးဖြစ်ပါတည်းဟုမိညာအံတမာတတိအလုတ်ပင်ဖြစ်သည်ဟု ဖြစ်ဆိုရပါလိမ့်မည်ဗုဒ္ဓ၏မှာတော်မူချက်အကြောင်းတမာတိသည်ဥဒိစ္စစိတ်ပြန့်လွင့်ခြင်းကို ဖြိုဖျက်နိုင်ခြင်းတည်ငြိမ်သောစိတ်ဖြစ်စေနိုင်ခြင်းကို၎င်းတမာတတိသည်မိလျော့နေခြင်းကို ဖြိုဖျက်စေနိုင်ခြင်းကို၎င်းအထက်တွင်ဖော်ပြခဲ့ပြီးဖြစ်ရာစိတ်ပြန့်လွင့်ခြင်းနှင့်မိလျော့ခြင်းသည်ဟုသောအချင်းအရာနှစ်ခုတို့၏ခြားနာခြင်းကိုလည်းဖော်ပြခဲ့ပြီးပါသည် ိတ်ပြန့်လွင့်ခြင်းသည်ဇံအပင်ရှင်ဓမ္မများ၏ယန္တုကြီးဖြစ်၍မိလျော့ခြင်းပမာဒတရားသည်ဝိပဒနာအလုဓမ္မ၏ယန္တုကြီးဖြစ်ပါသည်စိတ်ပြန့်လွင့်ခြင်းသည်ဟုသောချုံငယ်မှုထက်မိလျော့ခြင်းသည်ဟုသော ချုံငယ်မှုသည်တာ၍အရေးကြီးပုံကို အထောက်အထားဖြင့်သင်ပြပါဦးမည်ဗုဒ္ဓပရိနိဗ္ဗာန်ဆံဝင်တော်မူကနိ၌နောက်ဆုံးသောဇာကအနေဖြင့်မှားထားတော်မူခဲ့သည့်ပါဠိတော်၏အဓိပ္ပာယ်မှာ အကြောင်းတိုက်ဆိုင်ခိုင်း၌ဖြစ်ပေါ်လာသောတင်္ခါရတရားယုံနံတရားတို့သည်ပြတ်တက်သောသဘောရှိသည်ဤချင်းအရာကိုမမေ့ကြနှင့်ဟူသည်ပင်ဖြစ်၏ဘုဒ္ဓဤဤမှာထားတော်မူချက်ကို အချို့ကပြတ်တက်သောသဘောရှိသည် ထို့ကြောင့်ဒါနသီလစသောကုသိုလ်ကောင်းမှုများပြုကြဖို့မမေ့ကြလင်နှင့်ဟုဘာသာပြန်ဆိုကြသည်သည်နောက်ဆုံးဖြစ်သောအချိန်တွင်ဘုဒ္ဓကအမောခံပြီးမှာတော်မူခဲ့ခြင်းမှာ ဒါနအလုတ်တီလာအလုတ်မျိုးလောက်မဟုတ်နိုင် ရှေးမှပါခဲ့သည့်ပြက်တတ်တော်တဘောရှိသည့်တဘာဝကိုမမေ့ကြလေနည်းဟုမှားတော်မူခြင်းဖြစ်လေသည်ဘုရားကတင်တို့ဤစိတ်မပြောင်းလဲစေနည်းဟုမှားတော်မမူမမေ့ကြလေနည်းဟုမှားတော်မူခဲ့သည့်အဖြစ်ကို ထောက်ခြင်းအဖြစ်တမာတိအလုတ်တဲ့အပမာဒမမေ့မလျော့ခြင်းတတိရှိခြင်းဒီဟုတော့အချင်းရာဒီပုံမအရေးကြီးကြောင်းထင်ရှားလာပေသည် ြည်ညိုပွဲဆောင်သောအချင်းရာအကြောင်းတမာတိမွေးမြူ၍စိတ်အားကောင်းအောင်လှုပ်ကြတော်နီးမျိုးမှာအိန္ဒိယပြည်တွင်ဗုဒ္ဓပွင့်တော်မမူမီကလည်းရှိ၍ယခုလက်ထက်တိုင်လည်းဆက်လက်တည်ရှိသည်ဟုသိရ၏တမာတိတက်တက်လေ့ကျင့်ခြင်းအဖြစ်ဝေဘာဝစိတ်အားကောင်းလာနိုင်သည်ဆိုခြင်းမှာအနောက်တိုင်းသားများပင် နားလည်လာကြပြီဖြစ်၍အလေးအကျင့်ပြုလုပ်သူများ ရှိနေကြလေပြီအလွန်ကြီးမားသောတမာတိရှိလာသည့်အခါ တခုတည်းသောအာယုန်၌ကြာရှည်စွာဆူးဆိုင်နိုင်သည့်ဧကဂဒါကြာနေနိုင်သည့်ဖြစ်၍တကုတ္တတိဒုမြာရရှိခြင်းကိုလည်းလက်ခံကြရလိမ့်မည်ကျွန်ုပ်၏ထင်မြင်ချက်တစ်ခုမှာလောကုတ္တရာမဖက်ပဲလောကီတမာတိတတ္တပင်ဖြစ်စေအောင်အိန္ဒြေအပါဝင်အလွန်တည်ငြိမ်သောစိတ်ရှိနေသည့်အတွက်ကြောင့်တာမန်သောတပန်အရိယာတဦးတယောက်ထက်ပင်ကြီးညိုပွဲဆောင်နိုင်သည်ဟု ယူဆသည်တာမန်သောတပန်ဟူဒီမှာ နိဗ္ဗာန်ကိုတကြိမ်မြင်ဘူးတော့လေကာမဂုဏ်အာယုမျိုးတို့မှလွမြောက်နိုင်သေးဒီမဟုတ်ပေရာရုပ်ဆွာအစုံလောကီတမာတိကြောင့်ပထမဇန်ရသည်ဆိုရင်ဇံမလျှောမီအတွင်သားစိတ်မယားစိတ်မရှိဘူးဆိုတော့ကြောင့်သောတပန်အရိယာယိုယိုထက်ကြီးညိုပွဲဆောင်းနိုင်ခြင်းမှာအံ့ဩပွဲမရှိဟုဆိုထိုက်ပါသည်ဘုဇင်ခုနှစ်ပါအရေးကြီးပုံအကြောင်းတမာတိနှင့်တတိတို့အကြောင်းကိုတုတ္တတိနှင့်တူ ဆံရဆံရရှိတတ်ပုံနေတကွဖော်ပြပြီးနောက်မက်ဆိုက်ဖူဆိုက်ပေါရောက်ရန်အလို့ငါမူကတမာတတိဤအရေးကြီးပုံကိုဖော်ပြရပေအောင်မည်မက်ဖို့နိဗ္ဗာန်အတွက်ဆိုရင်ဘောဓိပက္ခယ38ပါးတို့ဤအရေးကြီးခြင်းကိုယောဂီတိုင်းသိကြပြီးဖြစ်ရာတကယ်တကယ်အာထုလူလူများအတွက်မှာတတိပဋ္ဌာန်၄ပါးတို့ဤရှေးဥစွာအရေးကြီးခြင်းကိုလည်းသိကြပြီးဖြစ်ပေလိမ့်မည်တတိပဋ္ဌာန်၄ပါးအတိုင်းအာထုတ်သည်ဖြစ်စီ ဒိဋ္ဌိဒိဋ္ဌမတ္တဏီအယအာထုတ်တိဖြစ်စေရှေးဥစွာအခြေတိလိုက်တိဆိုရင်ဘုဇဉ်ခုနှစ်ပါးအယအစပြုရခြင်းအကြောင်းကို ရှင်းလင်းဖော်ပြလိုပါသည်ဤလက်ထ၌တရားထုတ်ကြတော့ယောဂီများအတော်များလျက်ရှိကြတော့လဲဘုဇဉ်ခုနှစ်ပါးတို့ဤအရေးကြီးခြင်းကို၎င်းမိမိတို့အာထုတ်တော်လမ်းစဉ်သည်ဘုဇဉ်ခုနှစ်ပါးနှင့်ကိုင်းညီခြင်းကို၎င်းရှင်းလင်းဖော်ပြသည့်နိဗ္ဗာန်ဆရာမျိုး ရှားပါးခြင်းကိုတွေ့ရသည်မှာ ဝန်းနေဘွေရတရဖြစ်ပေတော်ဒီဘုဇင်နေကြိုက်တော်ကျင့်စဉ်အကြောင်းဒိဋ္ဌိဒိဋ္ဌမတံမြင်္ဂမတ္တဇာကမတ္တဒီဟုတော်ကျင့်စဉ်၌ယောဂီဒီစတင်၍တရားထုတ်တော်မည်ဆိုကြတဲ့ကမြေယုံကလေးမြင်တတ်အောင်သို့မဟုတ်ရှားယုံကလေးကြားတတ်အောင်ကျူးစားရပေတော်ဒီလူတ္တဝါဒီအစဉ်တစ်ခုခုကို မြင်လိုက်ရသည်ဖြစ်စေအတန်တစ်ခုခုကိုကြားလိုက်ရသည်ဖြစ်စေအကျဉ်းချင်းရေးသားဖော်ပြခဲ့ဘူးဒီအတိုင်း ရှည်လျားသောစိတ်ကူးများဝင်နေကြထုံးစံဖြစ်၏ထို့မှတပါးလဲတတဝါဒီဖြစ်ပြီးတော့အသိအကြောင်းကို၎င်းမဖြစ်သေးတော့ဝါဖြစ်ကောင်းမှဖြစ်မည် အနာဂတ်အကြောင်းကို၎င်းစဉ်းစားစိတ်ကူးခြင်းဖြင့်အချိန်ဖြုန်းတတ်၏ထိုကဲ့သို့သောကျန်စီတွေးတောမှုမျိုး မဖြစ်လာစေခြင်းကတတိဖြင့်ဆောင်းထင်းထားရ၏ဝါတတိရှင်သောစိတ်မျိုးရှိစေရ၏ဤဒီကဘုဇဉ်ခုနှစ်ပါးတွင်နံပါတ်၁ဖြစ်သည့် တတိတံဘောဇင်ပေတီဆိုလိုခြင်းမှာဒိဋ္ဌိဒိဋ္ဌမတ္တန်ဒီဟုသောကျင့်စဉ်သည်လုပ်ငန်းကိုအစချီလိုက်သည်ဆိုကြတဲ့ကဘုဇင်ခုနှစ်ပါးနှင့်အစဉ်လိုက်ဘာဝင်အံကြဂိုက်ညီလျက်ရှိသည်ဟုဆိုလိုသည်ဘုဇင်အစဉ်စစ်တည့်ရပုံအကြောင်းဘုဇင်ခုနှစ်ပါးအနက်တွင်တတိတံဘောဇင်သည်နမတ္တိဖြစ်သည့်အတိုင်းဒိဋ္ဌိဒိဋ္ဌမတ္တန်ကျင့်စဉ်အရာအာထုတ်သောယောဂီသည်ဤအရာကိုရှုခြင်းထိုအရာကိုမှတ်ခြင်း သည့်ဖြင့်ထူးထူးထွေထွေလှုပ်ဖို့မလိုဘုဇင်ကညွှန်ပြသည့်အတိုင်းတတိတခုတည်းဒါလျင်စောင်းဖို့တတိမွေးဖို့တတိမလွတ်စေဖို့လိုအပ်ပေသည်တတိတရားနှင့်ပတ်သက်၍ကိုတွေ့ချင်းရာတခုကို ဖော်ပြရတော့တတိဤတဘာဝမှာတစ်ချက်တစ်ချက်တွင်သာပေါ်လာတတ်သောအလေးရှိပြတ်တောင်းပြတ်တောင်းဖြစ်နေတတ်၏ဤတွင်ဝရိယဤအကူအညီကိုယူရ၍နမနှစ်ဖြစ်သည့်ဝရိယတန်ဖိုးစဉ်ဝင်လာရလေတော့သည်ဆိုလိုခြင်းမှာ တတိတံဘောဇဉ်နှင့်ပြည့်စုံပါပြီဆိုတော့လေပြက်တောင်းပြက်တောင်းဖြစ်တတ်တော့ကြောင့်အစမပြက်တရဇက်ဖြစ်နေတော့မိလျော်မှုမရှိတော့တတိမျိုးဖြစ်စိမ့်တော့ငါဝရိယဤအကူအညီကို ယူဖို့လိုပါသည်ဤနေရာ၌စိတ်တဘာဝကို၌ကဖြစ်ချီပြက်ချီရှိတတ်တော့ကြောင့်တတိတရားဟူဒီမှာလဲတရဇက်တိမဖြစ်နိုင်ဟူ၍သောရကမတက်တဲ့မှာလက်ဖြစ်တဲ့အတွက်အတွင်ဂရေတသိမ့်ချုပ်ချင်းသည်ဟူသောအတိဘေကတမျိုးဖြစ်ပါသည် နေကျင်ထားပြီး၍ဝရိယစိုက်တော်ယောဂီအဖို့ရ၌3မိနစ်2မိနစ်5မိနစ်စသည်ဖြင့်မိလျော်မှုတို့မဟုတ်လှည့်ဟင်းမှုမရှိစေဘဲတတိဆောင်လျက်ရှိသည်ဟုဖြစ်နိုင်ပါသည်ထိုအချိန်ကာလအတော်အတွင်း၌စိတ်ဤဖြစ်ချုပ်မှုကဂရေပေါင်းဂရေကရာဖြစ်နိုင်ပါသည်ဒိဋ္ဌိဒိဋ္ဌမတ္တံကျင့်စဉ်သည်ရှေးဥစွာတတိဖြင့်မသည်၍ထိုနောက်တွင်ဝရိယ၏အကူအညီယူရပုံမှာဝိဇဉ်ခုနှစ်ပါး၏အစီအစဉ်အတိုင်း ကိုင်းညီလျက်ရှိပါသည်ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်အရေးကြီးပုံအကြောင်းထို့နောက်နံပါတ်3ဖြစ်သည့်ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်နှင့်ကိုင်းညီရအုံးမည်ဖြစ်ရာဤဘုဇ္ဇင်နှင့်ပတ်သက်၍မိပြဆရာတို့အကျေတဝင့်ဟောပြခြင်းနေပါလတော်လဲစင်စစ်အားဖြင့်မူဝိပဿနာတရားထုတ်တော်ယောဂီများအဖို့ရ၌အရေးအကြီးဆုံးတစ်ခုဖြစ်သည့်ဘုဇ္ဇင်တစ်ပါးဖြစ်ချည်သည်တမထဘာဝနာလုပ်ငန်းမျိုး၌ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်မပါဘဲ အလုံးလုံး၍ဖြစ်နိုင်တော်လဲဝိပဒနာဘာဝနာအလုံးမျိုးနိုင်မှုဓမ္မဝိဇ္ဇာတန်ဖိုးစဉ်မပါဘဲမက်ဖို့နိဗ္ဗာန်ကို မဆိုထားပြီဥရိယပိယဉဏ်စစ်စစ်ပင် ဖြစ်နိုင်ဖို့ခဲရင်လာသည်တမထကြောင့်ဉာဏ်မပေါ်နိုင်ခြင်းအကြောင်းအထူးအရေးတကြီးတတိပေးလို့တော့အချက်မှာမက်ဖို့နိဗ္ဗာန်ကိုရည်မှန်းသည့်ဝိပဒနာကျင့်စဉ်အလုပ်ဟုဒီမှာဉာဏ်ပေါ်လာအောင် လုပ်ယူရတော့အလုံးမျိုးဖြစ်ပါသည်တမထအလုံးမျိုးကဲ့သို့ ဒုံတိတိလုံရဖြစ်တော့အလုံးမျိုးမဟုတ်ခြင်းကိုရှေးဥစွာနားလည်သင်ကြ၏ဥပမာတမထအလုံးဖြစ်သည့်ပထဝီကတိုင်းစီဖြန်းသည်ဆိုပါစို့ထိုယောဂီသည်မိမိ၏ကတိုင်းအာယုံမှတပါမိဒီအာယုံတို့မြစိတ်မရောက်စေပဲတဆူတဲ့တဆိုင်ထဲဧကဂရကြအောင်ကြိုးစားယူရ၏သူဤစိတ်သည် ပထဝီကတိုင်း၌တာတိလျက်ရှိ၍ပထဝီဤတဘောတရားကိုလည်းနားမလဲနားလည်ဖို့လည်းမလိုချင် ထိုသူအဖို့ရာ၌စူးဆိုင်နိုင်လေလေသူအလုတ်အတွက်တန်မိုးရှိလေလေဖြစ်၍တောင်းတောင်းဤဤအလီလီအလာလာတော့အချင်းရများကိုဂယုဆိုင်ဖို့မလိုကြီးတို့ဆိုရင်သူဤတမာတိတီကြီးထွားတီထက်ကြီးထွားလာဤတို့ရတွင်တမာတိတီဝိပဿနာဉာဏ်လည်းမဟုတ်ဘာဉာဏ်များလည်းမဟုတ်တည်ငြိမ်ခိုင်မြဲမှုတက်တက်မြဖြစ်လေသည်ပထဝီကတိုင်းရှုခြင်းအဖြစ်အဘယ်ကြောင့်ဉာဏ်ဖြစ်ပေါ်၍မလာနိုင်ပါတည်းနည်းဟု ်မိဘွယ်ရာရှိအကြောင်းမူကားယံဖြစ်ပေါ်လာစေရအောင်ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်တည်းဟုသောအင်္ဂါရနှင့်မပြည့်စုံသောကြောင့်ဟု၍ဖြေဆိုရပါမည်ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်၏အတိပ္ပယ်အကြောင်းဓမ္မဝိဇ္ဇယတန်ဖိုးစဉ်တည်းဟုသောအချင်းရာဒီအဘယ်တော်နည်းဟုမေးလျင်ယံဖြစ်ပေါ်လာရအောင်အရင်ခံထားရသောစိတ်ထားမျိုးဟု၍ဖြေဆိုရပါမည်ဥပမာမရောက်ဖူးသောမျိုးတစ်မျိုးတို့လူနှစ်ယောက် အတူတကွာယောက်ျားရာတွင်တယောက်ကအမတ်မဲ့နေ၍အမတ်မဲ့ကြီးတတ်သောဝါရဏရှိသည့်ဆိုအပ်အခြားတယောက်ကမင်းမင်းမြဲမြဲစူးစမ်းဆင်ခြင်တတ်သောဝါရဏရှိသည့်ဆိုအပ်ထိုသူနှစ်ယောက်တို့သည်အတူတွား၍အတူကြည့်ပြီးအတူပြန်လာကြစေကမူထိုမျိုးအကြောင်းနှင့်ပတ်သက်၍တိခဲ့ကြပုံချင်း မတူသည့်အဖြစ်ကို နားလည်နိုင်ကြပေလိမ့်မည်တရားထုတ်သောယောဂီအဖို့မှလည်းထိုကဲ့သို့သောအချင်းရမျိုး လိုအပ်သည့်ဖြစ်ရာထိုတဘောဓာမျိုးတည်ပင်လျင်ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ဖြစ်လေသည်စူးစမ်းဖို့လိုအပ်ခြင်းအကြောင်းအချင်းတူသည်ဒိဋ္ဌိဒိဋ္ဌမတ်တန်ညီအရအာထုတ်သည်ဆိုအပ်တတိတန်ဖိုးစဉ်နှင့် နှင့်ဝရိယတန်ဖိုးစဉ်တို့ဖြင့်ပြည့်စုံပါသည်ဆိုစေအောင်နံပါတ်3ဖြစ်သည့်ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်သည်ဟုသောစူးစမ်းစဉ်ကျင်တတ်သည့်တဘောဓာမျိုးရှိဖို့လိုအပ်ပေသည် အချို့ဆရာများကဘာမှမစဉ်းစားနိုင်နှင့် ညွန်ပြတော်လမ်းစဉ်အတိုင်းသာဖြီး၍လှုပ်လေလောဟုဩဝါဒပေးတတ်ကြလေသည်ဤဩဝါဒမှာတဝဲမြတာမှန်ကန်နေဟုဆိုတင်ဤမိမိဤလုပ်ငန်းနှင့်မပတ်သက်သောအကြောင်းအရာများကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်အချိန်မဖြုံးထိုက်ခြင်းကမှန်ပါသည်တို့ရတွင်ယောဂီဤကျင့်စဉ်အတိုင်းအာထုတ်စဉ်နံယုံနှင့်ပတ်သက်သည့်အတွေ့အမြင်များ ပေါ်လာခြင်းကိုမူစူးစမ်းသောသဘောမျိုးထားဖို့လိုအပ်ပါသည်ဉာဏ်ပေါ်လာတတ်ပုံအကြောင်း ဥပမာဒိဋ္ဌိဒိဋ္ဌမတ္တံကျင့်စဉ်အရာအထုတ်ရတွင်ဉာဏ်ကမတ္တ၊ကြာကမတ္တများလောက်တာ စိတ်ထားတတ်လာသောအခါ၌မြင်ကြည်တလက်ကြားကြည်တလက်နံကြည်တလက်စသည်ဖြင့်အာယုံပြုလျက်ရှိစဉ်ယောဂီဤစိတ်ထဲ၌တိစိတ်ကလေးတွင်တစ်ခုပြီးတစ်ခု ဖြစ်နေကြည်ဒီတကားဟုသောဉာဏ်ပေါ်လာတတ်ပါသည်ဤတွင်နောက်ကတိစိတ်ဝင်လာတော့ရှေ့ကတိစိတ်ကိုတွန်းထုတ်လိုက်သလိုနေရာဖယ်ပေးလိုက်ရပါတကား နေရာဖယ်ပေးလိုက်တဲ့သီးစိတ်ကလေးဟာကဘယ်စီရောက်သွားပါလိမ့်ဟုတော့စူဇန်တော်ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်တဘောဝင်လာဒီတွင်လက်ဆက်တတ်တော့နေရာဖယ်ပေးလိုက်ရတဲ့သီးစိတ်ကလေးဟာကတခြားနေရာမှာစုပုံပြီးနေတာလည်းမဟုတ်ရှိလည်းမရှိတော့နောက်ဝင်လာမည့်သီးစိတ်ကလေးတွေကလည်းအခြားတနေရာမှာစောင့်နေကြတာလည်းမရှိသူ့အလဲနဲ့တူဖြစ်ဖြစ်ပြီးပျောက်ပျောက်သွားကြတာပါပဲလားအစရှိသည့်ဉာဏ်မျိုး ဖြစ်ပေါ်လာတတ်ပေသည်ထိုကဲ့သို့ဉာဏ်မျိုးပေါ်လာခြင်းသည်ပေါက်ပေါက်လှော်တကဲ့သို့ဖြစ်နေသည်ဆိုသောအထင်မျိုးထက်ဥပဒနာဉာဏ်ပိသ၍တမိုးရှိလာခြင်းကိုနားလည်သိကြပေသည်မရှိဘဲမဖြစ်သောစင်ကြင်မှုအကြောင်းတဖန်ဆက်လက်၍အာထုတ်ပြန်ရာတွင်ယောဂီသည်မြင်ကမတ်တက်ဇာကမတ်တက်ဖြင့်တစ်လျှောက်လုံးနေနိုင်မည်မဟုတ်ဘဲကြံစည်စိတ်ကူးမှုများလဲတတိပေါ်လျော့သောအခိုက်အတန့်များတွင်ဝင်၍လာပေလိမ့်မည်ဥပမာ ခွေးအောင်နံကြားလိုက်ရမှဟိုဘက်အိမ်ကခွေးထင်တယ်။တနေ့ကငါကလေးကိုကြိုက်တဲ့ခွေးနဲ့တူရဲ့ကြိုက်တတ်တဲ့ခွေးကိုမွေးထားပြီးချီလို့နောင်လို့မထားဘူး။တဲပေါ်ရော့တဲ့လူတွေပဲကို နောက်တစ်ခါကြိုက်လာရင်တော့မခံနိုင်ဘူး။စူအားလိမ့်မယ်စက်တဖြင့်စိတ်ကူးမိရာတွင်ဒေါတာစိတ်ကလေးဖြစ်လာပေလိမ့်မည်။ဤတွင်တတိဝင်လာပြန်၍ဒိဋ္ဌိဒိဋ္ဌမတ္တန်အလုတ်ကိုပြန်ကောက်လိုက်ရာတွင်ယောဂီဒီဒေါတာအတွက်ကြောင့်လွတ်လွတ်ချက်ချက်ဖြစ်နေတော့ မိမိဤစိတ်ကို တွေးရသည်ဖြစ်စေဒုတိမဟုတ်တတိယလိုက်ဒီနေ့တပြိုင်နက်မိမိဤစိတ်ထဲ၌တန်တန်နေ့တကွဖြစ်ပေါ်လာခဲ့သည့်ဟိုဘက်အိမ်ကခွေးနှင့်အင်ရှင်ပါကွယ်ပြောက်သွားကြခြင်းကိုဖြစ်စေတွေးရတတ်ပေသည်ဤတွင်ယောဂီဤစိတ်၌ခွေးရောလူရောဘယ်ရောက်ကုန်ကြပါလိမ့်လက်ဆက်တတ်တော့အဟုတ်တကယ်ရှိကြတာမဟုတ်ပါပဲတကားငါကတတိလွတ်သွားခိုင်းမှုစိတ်ကူးဝင်လာပြီး ခွေးတွေလူတွေ ပေါ်လာကြတာပါကလားတတိလွတ်တဲ့အခိုက်မှာတော့စိတ်ကူးတွေဝင်လာပြီးတကယ်ခွေးတကယ်လူတွေထင်နေပြီးငါမှဒေါရတွေပါတွေဖြစ်လို့ပါတကားတကယ်လဲရှိတာမဟုတ်ဖဲနဲ့စိတ်ကူးတက်တဲ့အတွက်ကြောင့်ဒေါရဖြစ်ရတဲ့ဆိုတာ ရေစရာကြီးပါတကားစသည့်တန်မိုးရှိတော့ဉာဏ်အမြင်မျိုးပေါ်လာတတ်ပေသည်ဤနေရာတွင်ယောဂီသည်မစီမဆိုင်သောအကြောင်းအရာများကိုစဉ်းစားခြင်းမဟုတ်မိမိဤကျင့်စဉ်အပေါ်မှာ ြစ်ပေါ်လာသည့်အတွေ့အကြုံများအကြောင်းကို စင်ကျင်သုံးသပ်ခြင်းဖြစ်တော်ကြောင့်ဓမ္မဝိဇ္ဇာတန်မိုးစဉ်နှင့်ပြည့်စုံသည်ဟုဆိုလိုပေသည်ဝိပဿနာအလုံး၌နမိတ်ထင်သည်မရှိခြင်းအကြောင်းတမထာအလုံးနှင့်ဝိပဿနာအလုံးတို့၏ခြားနားချက်များအနက်ဘုဇဉ်အားဖြင့်ဓမ္မဝိဇ္ဇာတန်မိုးစဉ်၎င်းမဂ်ကင်အားဖြင့်တမသင်္ကပ္ပမဂ်ကင်၎င်းအရေးအကြီးဆုံးအထင်ရှားဆုံးဖြစ်သည်ကိုတတိပြုတင်ကြပေသည် အထက်ပါဥပမာတို့ကိုစင်ကျင်ကြည့်ရင်စူတန်းစင်ကျင်ခြင်းသည်ဟုတော့ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်သည်ယောဂီဤဉာဏ်ကို ဖွင့်ပေးတဲ့ကဲ့သို့ရှိတော့ကြောင့်အရေးတကြီးလိုအပ်ကြောင်းထင်ရှားသင့်ပေပြီးတမထအလိုမျိုးမူကဘာကိုမျှစူတန်းနေဖို့မလိုတထိုင်နဲ့ထိုင်ပြီးတခုတော့အာယုန်၌တစိုက်သေးစိုက်နေဖို့သာအလို့ရှိအတန်ကြာတော့ပေါက်ပေါက်လို့ခြင်းစတော့တမထနမိတ်အထင်များပေါ်လာတတ်ပေရာ ၎င်းကိုပင် ဖြစ်ပျက်မြင်ခြင်းဟူ၍အဓိပ္ပာယ်ကောက်ယူကြသည်ဝိပဒနာလုပ်ငန်းစစ်မှန်ခဲ့ရင် နမိတ်ဟူ၍ထင်တယ်မရှိ အထက်တွင်ဖော်ပြခဲ့သည့်ဉာဏ်အမြင်မျိုးသာလျှင်ပေါ်လာရလေသည် ထိုကဲ့သို့ဉာဏ်မျိုး ပေါ်စေခြင်းကဓမ္မဝိဇ္ဇယတန်ဖိုးစဉ်နှင့်တမသင်္ကပ္ပတို့လိုအပ်ခြင်းဖြစ်လေသည် ရှင်းရှင်းရေးရလျှင်ဝိပဒနာအလုပ်ဟူဒီမှာဤတို့ဖြစ်သွားသည် ထိုတို့ဖြစ်သွားသည်ဘလောက်ကြာကြာလစ်သွားသည် ခေါ်မရအောင်ဖြစ်သွားသည်ဘာတွင်မြင်ရသည်ဟုသောအချင်းရမျိုးကိုအလိုမရှိနိုင်ယုတ်သည်ဟုသော လောကနှင့်ပတ်သက်၍ထူကယ်သောဉာဏ်မျိုးဖြစ်ပေါ်ခြင်းများသာရှိပေသည်ထူကယ်သောဉာဏ်ဟူဒီမှာလဲယခင်ကအထင်မှားတွင်နှင့်ဆန့်ကျင်ဘက်ပြောင်းပြန်မြင်သွားသည်အနုလောမဉာဏ်ကိုဆိုလိုသည်တမာတိအာကောင်း၍လစ်သွားသောယောဂီဒီ၎င်းဆရာဖုံးတော်ကြီးကရှေးမှလန်းခင်းပေးပြီးဤတိုင်းလိုက်၍အာယုံပြုသည့်ဖြင့် လစ်သွားသည်ဆိုတော့ကြောင်းသားသည်လကောင်းပြောင်းပြန်လဲမမြင်တဲ့တဲ့လဲမမြင်ဘာကိုမှမြင်သည့်လက္ခဏာမရှိခြင်းအမာတိအာကိုတော်ခေအကြောင်း၁တတိတံဘောဇဉ်၂ဝရိယတံဘောဇဉ်၃ဓမ္မဝိဇ္ဇာတံဘောဇဉ်သည်ဟုတော်ဘုဇဉ်၃ပါးတို့နှင့်လျော်ညီစွာအာထုတော်ယောဂီသည်ရင့်ကျက်လာတော်အခါ၌လေးပီတိငါပတ္တတိ၆တမာတိခုနှစ်ဥပ္ပခာတိဟုတော် ဘုဇင်၄ပါးတို့နှင့်အလိုအလျောက်ပြည့်စုံလာခြင်းကိုတွေ့ရပေလိမ့်မည်။လုပ်ငန်းစလျင်စခြင်းဘုဇင်၇ပါးလုံးနှင့်ချက်ချင်းပြည့်စုံရမည်ဟုမမျှော်လင့်ထိုက်ပေ။ဘုဇင်၇ပါးအတိုင်းဆိုတော့တမာတိတီနံပါတ်6၌သိရှိ၍အထုတလဲလေ့ကျင့်နေရတော့ဒီမဟုတ်ရှေဆုံးမှအကြောင်းတရားဖြစ်တော့ဘုဇင်၃ပါးတို့၌ရင့်ကျက်လာတော့အခါတွင်အလိုအလျောက်ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုနားလည်သင်ကြပေသည်ဝိပဿနာလုပ်ငန်း၌ ။တမာတိဟူသောဇဂါဤအတိတ်ပဲမှာတခုတည်းသော အာယုန်၌ကြာရှည်စွာဧကဂတာကြာနိုင်ဖို့မဟုတ်ပြန့်လွင့်ခြင်းမရှိပဲတည်ငြိမ်သောစိတ်ရှိခြင်းကိုဆိုလိုသည်။အာယုန်တခုတည်း၌ကြာရှည်စွာဧကဂတာကြာနိုင်သောတမာတိမျိုးမှာတမထဓမ္မဤလိုအပ်ချက်မျှတာဖြစ်လေသည်။တမနစ်အတွင်း၌ကြားခြင်းမြင်ခြင်းနံခြင်းထိခြင်းစတ္တိတို့ကိုတလဲ့စီ၄၅၀ချိန်တည်နိုင်ခြင်းမှာတမထဓမ္မတို့ဤတမာတိမျိုးမလို့ စဉ်စဉ်အဖြစ်တတိနည်းဝရိယရှိလျင်လုံလောက်သော အလုံမျိုးဖြစ်လေသည်ဤတို့အထုတ်ခြင်းအဖြစ်ရင်းကျက်လာသောအခါတွင်တည်ငြိမ်ခြင်းသည်ဟုသောတမာတိသည်နမတ်6တွင်လိုက်ပါလာရမည်ဖြစ်လေသည်ဘုဒ္ဓရှိတော်မူစဉ်ကဇံအပင်ငင်အလုံးကတမထတမာတိအလုံးဖြင့်အစာပြုကြသည်ဟုကြားရဘူးတော်လဲဤခေတ်တွင်မူတမာတိဖြင့်မသည်၍ပညာစခန်းတို့မရောက်ဘဲတမာတိနှင့်ပြီးဆုံးရသောဤမျိုးလဲပေါ်များလာသည် တတိပေးရခြင်းအကြောင်းဤခေတ်၌တရားထုတ်ကြသောယောဂီများအားတတိပေးလိုသော အချက်များကိုဤကုန်းချုပ်အနေဖြင့်တင်ပြလိုသည်မှာ၁မိလျော့ခြင်းသည်ဟုသော ပမာဒတရားကို တိုက်ဖြတ်သည့်တတိတရားသည်ယောဂီများဥစားပေးက ပြောကြခြင်းကြသောတမာတိတရားတဲ့ဝိပဒနာလုပ်ငန်းအတွက်အရေးကြီး၍ဥစားပေးထိုက်ခြင်းကိုသဘောပေါက်၍လက်ခံနိုင်ပါ၏လော၂ဝိပဒနာအလုပ်အားထုတ်ရာတွင် အမတင်ကပ်ပမဲခင်နှင့်ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်တို့သည်မပါဘဲမဖြစ်သည့်အထိအရေးကြီးခြင်းကိုလက်ခံနိုင်ပါ၏လော၃လက်ခံနိုင်ကြပါသည်ဆိုရင်လေမိမိတို့အားထုတ်လျက်ရှိသောခြင်းစဉ်သည်အထက်ပမဲခင်နှင့်၎င်းဘုဇဉ်နှင့်၎င်း၊ကိုင်းညီဒီမကိုင်းညီဒီကိုစဉ်းစားဆင်ခြင်မိကြပါ၏လော၄အကယ်၍မိမိတို့ကိုယ်တိုင်ဆင်ခြင်ဆုံးဖြတ်ရန်မတတ်နိုင်ခဲ့ရင်လေမိမိတို့၏နိပြစရာအား ကိုင်းညီပါသည်ဟုတဘောကျကျဉ်းတတ်လောက်အောင်ရှင်းလင်းပြောပြဖို့တောင်းပန်ရန်တိုက်တွန်းအပ်ပါသည်လူရင်းအချုပ်၌တမထအလုံများတွင်ဝရိယနှင့်တမာတိတို့ဖြင့်ကိစ္စပြီးနိုင်တော်လဲနိဗ္ဗာန်ရောက်ကြောင်းဖြစ်သည့်ဝိပဒနာအလုံးဟုဒီမှာတမသင်္ကပ္ပမဲခင်နှင့်ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်တို့ကိုအလေးမပေးဘဲအောင်မြင်ဖို့ခဲရင်ကြောင့်ထပ်လောင်း၍တတိပေးလိုက်ရပါတည်း